ရည်သေးစွာရှောက်ထားခြင်းပြုပါဗျာ။ចောင်းတိုက်တစ်ခုကိုတန်ခါအစစ်မှန်တွေပဲရှိတဲ့ចောင်းတိုက်လို့ပြောဆိုသုံးလုံးနေကြတာတင့်မတင်ဖြေချပေးတော်မူပါယံရှောက်ထားအပ်ပါသည်ဗျာ။ဖျားတပြီတော်များတိကျင်လွန်၍မေးလျှောက်ခြင်းဖြစ်ပါလေအမားပါပါကတိကျင်ခွတ်လွတ်ပါဗျာတဲ့ဒါကလူတွေဘုန်းကြီးတွေเนาะဘုန်းကြီးတို့မြန်မာလူမျိုးတွေဟာ တိုင်းနာအကုန်ပါတာပေါ့မြန်မာလူမျိုးဆိုတော့နော်အတခုခုကိုကြိုက်ပြီးဟေ့ဆိုရင်လဲဘာလို့လို့ကြိုက်တာနည်းနည်း over ဖြစ်လုံးတယ်ပြောရမယ်မှားနေတာမြင်လဲတခုခုကိုကြိုက်ပြီးတရားရောက်ကိုကြိုက်ပြီးဆိုရင်တအားကိုအားပေးတော့တာဘာလို့လို့ဒီပုံကိုသူတို့ကြိုက်တဲ့သူကဘာလို့လို့ထောက်ခံတယ်မုံမီဟေ့ဆိုရင်လဲဘလောက်ကောင်းတာတွေရှိထားလဲဒီမကောင်းတာပဲကြံဖန်ရှာပြီးပြောတာလောကလူတွေရာ အထူးသဖြင့်ဘုန်းကြီးတို့လူမျိုးဟာနည်းနည်းအစွန်းရောက်တယ်ပြောရမှာကိုကြိုက်တဲ့သူကအမားတွေတွေ့ရင်လည်းဟာဖုံးပလိုက်တာပဲဒါအာဂရီလိုက်တယ်ခေါ်တာပေါ့အာကောင်းတယ်ကောင်းတယ်အဲသူတို့မကြိုက်တော့ဘူးဆိုရင်လည်းအကောင်းတွေတွေ့နေလည်းမပြောတော့ဘူးအကောင်းမျက်မှတ်တတ်တာမပြောအမားတွေပဲပြောဒါဒီမကောင်းဟုတ်ပြီနော်ကိုလေကိုကជីညိုပြီးဆိုရင်ជីညိုလုံးလို့ပြောလိုက်တယ်ဆိုပေမဲ့ကိုပြောတဲ့စကားလုံးက ဒီကြောင်တိုက်ဟာတန်ဃာစစ်တန်ဃာတန်ဃာစစ်မှန်နေပဲနေတယ်ဆိုတော့တခြားကြောင်တိုက်ကတန်ဃာစစ်တွေမရှိတော့သေးအောင်နော်တခြားကြောင်တိုက်မှာရှိတယ်ဆရာတော်တွေကိုတွယ်ဝိုက်ပြီးတော့တွယ်ဝိုက်ပြီးတော့ပြစ်မှားတယ်လို့အတိတ်ပဲတက်ရောက်ပါတယ်နော်ကိုကြီးညိုတာကြီးညိုတာကောင်းပါတယ်ဘုန်းကြီးဟိုတချို့ကြတော့လေဘုန်းကြီးနေကိုယ်တိုင်ရောက်လူတွေအထင်ကြီးအောင်အဲ့တော့သူတင်းနေ ဲ့ဒုတင်စောက်တည်ရဲဆိုရင်လူတွေအထင်ကြီးလို့စိတ်နဲ့မစောက်တည်ရအောင်ဝင်းကြီးလေးစားရဲဆိုရင်လူတွေအထင်ကြီးလို့စိတ်နဲ့ဝင်းကြီးမစောက်တည်ရအောင်နော်အဲတော်တော်များများကကိုကြင်တာကိုသူများသိစေခြင်းနဲ့ဆိုတော့ဒါကတိတ်မဟုတ်ဘူးပေါ့နေရာမကြဘူးပေါ့လူတွေကိုတိဖို့လုံနေတာမဟုတ်ဘူးတိတိတိထိုက်တဲ့အခါတော့ပေးတိတိတင်းတလောက်လေးတော့ထိုက်တိအောင်လို့ဆိုတာပေးတင်ရမင်း အဓိကကကိုယ့်ကိုယ်ကိုကြည်ညိုနိုင်အောင်ကြိုးစားရမယ်။ဝင်းနီလေးစားတာကောင်းတယ်၊ဒူတင်နေစောက်တည်တာကောင်းတယ်။ရိုတာတဲ့စိတ်နဲ့ဆိုရင်တော့ကိုယ့်ကိုယ်ကိုတော့မလိမ်ဖို့တော့လိုတာပေါ့။ဒါကိလေသာလက်စားခံရပြီးတော့ကိုယ့်ကိုယ်ကိုမြင်အောင်မကြည့်ဘဲနဲ့ရိုတာပါတယ်ဆိုပြီးတော့ဆိုငင်းနေလို့ပြောနေလို့တော့မဖြစ်ဘူးပေါ့။တကယ်မှန်တကယ်ရိုတာတဲ့စိတ်နဲ့ဆိုရင်တော့ဒါတော့မှပြောတဲ့ပြောထိုက်တဲ့အချိန်နေအချိန်ခါကာလဒေတာပုဂ္ဂလကြည်ရတယ်။ ကိုဝင်းကြီးလေးစားတာကိုသူတင်ဆောက်တည်တာကိုမကြင်ညာရဘူးတွေ့ဝဲပြီးလည်းမပြောရဘူးကိုနဲ့ဆက်နွယ်တဲ့သူတွေကပြောဆိုခဲ့တယ်ဆိုရင်လည်းတားမြစ်ရမယ်တားမြစ်ရမယ်ဒီလိုမပြောရဘူးเนาะဟိုဟိုလိုတခြားเจ้าမှရှိတယ်ပုံကိုယ်တွေလည်းအများကြီးပဲဘုန်းတော်ရဟန်းမှန်တော့အာဘက်တော့တင်တာပဲဗျနော်စေရနာနဲ့လွန်ကျူးတဲ့အာနာဝိတိတ်ကမှမဖြစ်ဖို့တော့လိုတာပေါ့နော် ဆိုလိုတာကဘုန်းကြီးတို့ရဟန်းတော်အဘက်တက်မှာပဲဒီအဘက်မတက်ဘူးဆိုလည်းဒီပုဂ္ဂိုလ်ကဘုန်းကြီးမဟုတ်ဘူးရဟန်းမဟုတ်ဘူးပြောရမယ်ဘာလို့လဲဆိုတော့အနေနဲ့များတော့ရဟန်းမှန်တယ်များတော့အဘက်ကတော့တင့်ဝင်တင်တယ်ဖခင်ရဲ့ဝိနည်းစည်းကမ်းတွေကအများများပါလေဒါပေမဲ့တင့်ထားတဲ့အဘက်ကိုဒေသနာကြားအဘက်ပြေကုစားပြီးတော့နောက်မဖြစ်အောင်တော့ဘုဒ္ဓတိထားရမယ်ဆင်ခြင်ရမယ်ပေါ့ဒီအတွက်တခြားကြောင်းတိုက်ကဆရာတော်တွေလည်းနော် ပါစီကမကြဘူးအတတ်နိုင်ဆုံးတိလသမိုင်းပညာကိုဖြည့်ကျင့်ပြီးဒါပရိယပရိပတ်ဆောင်ရွက်နေတယ်ဆိုရင်ဒါလည်းတန်ခါဆက်ပါပဲရဟန်းဆက်ပါပဲနော်အဲ့ဒီတော့ပါစီကကြတယ်ရဟန်းလုံးမလုပ်ဘူးဆိုရင်တော့ရဟန်းအတုလို့ပြောရမှာပေါ့ကိုကြည်ညိုတာဆိုရင်လည်းပညာနဲ့ဉာဏ်နဲ့ရှင်ပြီးတော့အဆုံးမရောက်ဖို့အရေးကြီးတယ် ဒါတခုခုကိုပြောမယ်ဆိုရင်လေရိုးသားစွာပြောအဲ့လိုတစ်ဖက်သားကိုတွယ်ဝိုက်ပြီးတော့နှိမ့်ကုတ်တဲ့ပုံစံနဲ့မပြောရဘူးဘုရင်တို့တချို့ចောင်းတိုက်တွေမှာဆရာတော်တန်ခါတော်တွေအများကြီးပဲကျင်ယုံစာကောင်းတဲ့ဆရာတော်တွေအများကြီးရှိပါသေးတယ်အာတချို့ဆရာတော်ကြီးတွေအာစာချတာအမြဲတမ်းကိုဝရိယကောင်းဇွဲကောင်းတာရင်နာရေးတော်မလိုက်ပဲနဲ့စာအောင်ချတာတကယ်တာဒနာစိတ်တဲ့အပြည့်နဲ့စာတင်စာချနေတဲ့စာတင်သားတန်ခါတော်များရဟန်းတော်များ လေးစားစားအမြဲတမ်းကောင်းပါလေ။နော်တချို့ဆရာတော်တွေကြတော့စာလဲတင်နေစာလဲချတယ်ကိုယ်တိုင်လဲတရားကျင့်နေ။အတချို့လဲဝင်းကြီးတွေထိုက်တိအားလို့ဆိုတာစူးစမ်းလိုက်နာနေတဲ့သူတွေအများကြီးရှိတယ်။ဒီပုံကိုယ်တွေကလဲတန်ခါစစ်တန်ခါမှန်နေပါပဲ။နော်ဒီအတွက် တန်ဃာစစ်တန်ဃာမန်အများရှိတယ်ဆိုတော့တခြားเจ้าမှာတန်ဃာစစ်တန်ဃာမန်တွေမရှိဘူးဆိုတဲ့အဓိပ္ပာယ်တော့တက်ရောက်စေတဲ့အတွက်စင်ကြင်တော့ပိုကောင်းတယ်မစင်ကြင်လည်းနေပေါ့ဗျာအဓိကတော့ဒီကနမများကတန်ဃာတွေရဲ့ဂုံကိုအာယုံပြုပြီးကြီးညိုတတ်ဖို့အရေးကြီးတယ်စိုးတွန်းနေတဲ့ဘုန်းကြီးတွေကိုဘုန်းကြီးကလူမဲ့အားပေးပြောနေတာမဟုတ်ဘူးစိုးတွန်းနေတဲ့ဘုန်းကြီးတွေသာသနာအကြောင်းပြပြီးတော့လှူစားနေတဲ့ဘုန်းကြီးတွေသာသနာအကြောင်းပြပြီးတော့စီးပွားရှာတဲ့ဘုန်းကြီးတွေကတော့မသိမ့်တော့ပါဘူး နော်တချို့ဘုန်းကြီးညာကိုယ်တိုင်လည်းသာသနာမပြုတဲ့အပြင်သာသနာဝန်စည်းတယ်ဝန်မထမ်းမဲနဲ့ဝန်စည်းတယ်တခြားသာသနာပြုတဲ့ဆရာတော်တန်ဃာတော်တွေကိုနှောက်ရက်တာတွေလည်းရှိသေးတယ်ဒီပုဂ္ဂိုလ်တွေကတော့ပူဆိုးသွားပြီဒီဘုန်းကြီးတွေကတော့သာသနာပေါ်မှာမနေအပ်တဲ့ပုဂ္ဂိုလ်တွေပြောရင်တော့နော်ပါးစည်းကမကြသေးရင်တော့မှရဟန်းစိတ်တဲ့တန်ဃာစိတ်တဲ့သာသနာစိတ်တဲ့မရှိတဲ့တန်ဖိုးနှဲတဲ့ရဟန်းရုပ်တွေပြောအောင်ပါပါးစည်းက နော်အာဂရီလိုက်မှာတော့ပါစီကကြပေါ်တော့ရန်ငင်းတို့များပါတယ်ရန်ကိုပြုတ်မဟုတ်ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဝင်းဒီပိုင်းဆိုင်ရာလေးတွေမှာလိုအပ်ချက်တွေတချို့အ ਨੇ နဲ့များတော့အဲကြီးမားတဲ့အာဘက်တွေတော့မတင်မှုရှိပေမဲ့ပရိယပရိပတ်စောင်းနေတဲ့တန်ဃာတို့များကလည်းတန်ဃာစစ်ပါတယ်သာသနာစိတ်တဲ့နယ်ကြိုးစားတဲ့တန်ဃာများကိုကြီးညိုလေးစားတတ်ပါစေလို့ပဲဘုန်းကြီးကအဆုံးမရောက်စေဘဲနဲ့မေတ္တာရှိရှိပြီးဖြေကြပေးပါတယ်ဗျာမရှိရင်ပြန်မေးလျှောက်ပါ